ကျွန်တော်ပြောရင်ကျွန်တော်အဘတ်တက်မှာကျွန်တော်ကြောက်တယ်တင်းလူဆရာတော်ကြီးနဲ့ရှင်စီကင်းတော့ဒီငလေးမှာဘာမှမလုပ်တဲ့ပုံစံမျိုးဘာမှမကူညီတဲ့ပုံစံမျိုးနဲ့အောင်စော်တို့အောင်စော်နဲ့အပေါင်းပါများတစ်ဖက်ကမယိုင်းရန်ကားထားတယ်မယိုင်းရန်ကားထားတယ်ဆိုကျွန်တော်ကတော့ဗုဒ္ဓဘာသာဝင်ကြောက်ဖြစ်တော့ဒီအောင်စော်ရဲ့မယိုင်းရန်ကားမှုကိုကျွန်တော်သိမခံနိုင်တာတော့တော့တော့တယ်တွေ့ရင်ကျွန်တော်တော့တော့တယ်ကတော့ပါရဲ့ဒီမအေးလို့အောင်စော်ဘာမှမလုပ်နိုင်တော့ဘူးလားဘာမှမရှင်းနိုင်တော့ဘူးလားတော့မေးတွေးလာပြီတကယ်ပါအဲ့လိုပဲကျွန်တော်ဆဲနေပါတယ်လေ့ကျင့်အားလုံးမဲ့မလာပါကိုကျော်မျိုးမင်းရဲ့သတင်းသုံးချက်တွေချို့နားထောင်ကြည့်အောင်ဗျာအဲ ောက်တစ်ယောက်ဗာကြည့်လို့ဒေါက်တာဇော်ဝေစုပေါ့ကြည့်ရတာအစိုးလေးကအစိုးလေးကပြန်လာခြင်းပြီထင်ပါတယ်အစိုးလေးပေါ့နော်ကျွန်တော်အစိုးလေးကိုခေါ်ရမယ်ဘာလို့ဆိုတော့ဒေါက်တာဇော်ဝေစုလို့ခေါ်မှုတော့ကျွန်တော်ကနည်းနည်းတော့သူ့ရဲ့လောက်ရောက်ကိုကြည့်အောင်မယ်ပြန်ပြီးမူလဂုံထွက်အတိုင်းပြန်ပေးဖို့ကြာနည်းနည်းကြည့်အောင်အဲဒါကြောင့်အစိုးလေးပေါ့နော်အစိုးလေးပေါ့အစိုးလေးကပြန်လာခြင်းပြီထင်ပါတယ်ကြည့်ရတာအစိုးလေးကငိုရက်လည်းပြန်လာခြင်းပုံရတယ်ဗျာအစိုးလေးကအဲဆိုသူကငိုရက်ဥတန်းရွှေရဲ့လူယုံပဲလေဥတန်းရွှေကြီးလိုက်တဲ့တရှူလို့အောင်ကျွန်တော်တို့အစိုးတော်ပြောခဲ့မှုလေအဲ့တော့အစိုးလေးကအခုတော့အစိုးလေးကအခုတော့သူပြန်လာခြင်းပြီထင်ပါတယ်ဟိုဘာပြောငလျင်တဘောဘေးနဲ့ရောပြီးတော့ ရောပြီသူပြန်ဝင်လာဖို့စိတ်ပါတယ်ထင်ပါလေအဲ့တော့ခက်တာကလည်းမာနလေးရဲ့တင်းခံထားရသေးတယ်မရှိမရှိမဲ့မာနလေးရဲ့တင်းခံထားရသေးတော့ तू ကပြောတယ်သူတို့ရဲ့သူတို့ရဲ့မီဒီယာကနေ तू ပြောတာပေါ့နော်ကျွန်တော်လည်းအခုလေသွားဖို့အသင့်လုပ်ထားတယ်မန္တလေးကိုသွားဖို့အသင့်သင့်လုပ်ထားတယ်နေပြည်တော်သွားဖို့အသင့်သင့်လုပ်ထားတယ်ဒီကနေ့သူတို့သဘောတူရင်ဒီနေ့ကျွန်တော်သွားလို့ရပြီကျွန်တော်လည်းမကောက်ဘူးလေကျွန်တော်စီဒီယမ်တီးမ်တွေကလည်းအသင့်သင့်ဖြစ်တယ်အရေးပေါ်သူခုခွဲစအရိုးခွဲစကြီးသူရောင်းနေ तू နားပြီးအသင့်သင့်ရှိတယ်ဟဲ့ तू ကအသင့်သင့်ရှိနေပြီလေ तू သွားဖို့လေအဲ့တော့ တို့အခွင့်ပြုရေဆိုတော့တို့နတ်ဆာကဆိုရပါတယ်နတ်ဆာဆိုရအခွင့်ပြုရေသူမန္တလေးကိုသွားဖို့နေပြီးတော့လာဖို့စဉ်းသရှိပါတယ်ဆိုသူပြောတယ်သူပြန်လာခြင်းပြီပေါ့ဗျာအစိုးလေးကအစိုးလေးကပြန်လာခြင်းပြီလို့ပြောတော့ဘာပဲပြောဒီဘက်ကလည်းနော်ကိုလိုင်းပါနော်အကိုလိုင်းအကိုလိုင်းအစိုးလေးပြန်လာခြင်းလို့ကကိုလိုင်းပေါ့လိုင်းစိုးပြန်လာခြင်းနဲ့လိုင်းပေါ့ဆိုတော့ပြဿနာကလည်းစိုးပြန်လာခြင်းလို့ပြောတယ်စိုးတင်ဖို့မတင်နဲ့စိုး တူဝမတက်ခဲ့မှလည်းစိုးလို့ဆိုတဲ့ဇာတ်လမ်းမျိုးဖြစ်မှလည်းစိုးသေးတယ်နော်မရဘူးစိုးတက်ခဲ့မယ်မရဘူးနေဖြစ်လာရင်လည်းဒုက္ခနော်ဒီအတိုင်းပဲအစိုးလေးစိုးစိုးရဲ့စိုးစိုးလေးနဲ့အကူလိုက်လို့ဇာတ်လမ်းပေါ့ဗျာနော်ဆိုတော့ဒီဘက်ကနာဆာကစိုးရဘုံကြီးချင်းမရောက်နိုင်အနေနဲ့လေဒါတက်ခွင့်ပေးမပေးတော့ပြန်လာခွင့်ပေးမပေးတော့အစိုးတင်မောမတက်ခွင့်ပေးမပေးတော့ကြည်ရမှာပေါ့နော်ကဲသေးသေးဘွားကြီးပေါ့တက်ခွင့်မပေးဘူးပေါ့ခက်တာလည်းအစိုးလေးကမရဘူးအတင်းဖက်ဖက်တွယ်ပြီးတက်လာရင်အကူလိုက်မှလည်းပြဿနာနော်ကိုယ်လိုက်မှလည်းပြဿနာနော်ဆိုတော့တော်တော်စိုးပါလေဆိုတော့အစိုးလေးပြန်လာခြင်းနဲ့ပုံပေါ်နေပါပြီကျွန်တော်အမြင်ရတာအစိုးလေးပြန်လာခြင်းပုံပေါ်နေပြီ ော့အစိုးရကအရင်ကဖွဲ့စည်းထားတဲ့ဖွဲ့စည်းတွေရှိပါတယ်သူကလည်းငွေရေကဒီ emergency emergency team ဆိုရှိတယ်အဲ့ဒီဖွဲ့စည်းကလည်းအခုချိန်ထိပြင်းထန်မှရှိနေသေးတယ်ရှိနေတယ်သူကစီရန်လည်းမလုပ်ဘူးအစိုးရလည်းမလုပ်ဘူးအောင်ဘာလုပ်နေမှလည်းမသိဘူးအဲ့လိုကိုချိုးချောင်းနဲ့အဲ့လိုနေတယ်ဒါပေမဲ့အဲ့ဒီဖွဲ့ကတကယ်ကိုနိုင်ငံတကာမှာလေ့ကျင့်ထားတဲ့ဖွဲ့စည်းလို့သိရတယ်ဆိုအဲ့ဒီဖွဲ့ကလည်းအစိုးရရှိနေတယ်အဲ့တော့အစိုးရကပြန်လာရင်အဲ့ဒီဖွဲ့နဲ့အစိုးရနဲ့ပေါင်းပြီးတော့ကွာဆိုပြီးတော့ပြန်လုပ်တာမျိုးဖြစ်လာနိုင်တယ်အဲ့တော့ဘာပြော အကိုလိုင်းအကိုလိုင်းဆိုတာအစိုးရဘက်ကပြောတာပါကျွန်တော်ပြောလို့မရဘူးကျွန်တော်ကတော့ကိုအဖေပဲလောက်ရှိတယ်ဆိုတော့ပြောလို့မရဘူးဒါသူ့နေရာပြောတာပေါ့အကိုလိုင်းခေါ်မယ်ဆိုရင်စိုးတင်တဲ့အစ်တော်စိုးလာခဲ့မယ်နော်စိုးတက်ခဲ့မယ်ပေါ့စိုးတက်ဖို့တက်ခဲ့မှာပေါ့တော့အကိုလိုင်းကလည်းစဉ်းစားနေရမှာပဲအကိုလိုင်းသူ့နေရာအကိုလိုင်းစဉ်းစားဟမ်ငါပြန်ခေါ်လိုက်အစိုးရတင်းဖို့ပေါ့ဇွတ်ဇွတ်တက်လာရင်ငါမှလည်းဟွပြောမှလည်းရှိတယ်ပြောမှဆိုဟိုဆရာဝန်တွေအတိုင်းဝန်တွေရှိတယ်အများကြီးရှိတယ်လုပ်နေရလည်းရှိတယ်နိုင်ငံတော်တိုင်းကူညီတယ်ဒီစိုးကငါ့ကိုတစ်ချိန်လုံးကမမမမနဲ့ပြောခဲ့တာဒီအစိုးရနော်အစိုးရလေးကမမမနဲ့ငါ့ကိုပြောခဲ့တယ်အခုကြမှာ စိုးတင်ဝတ်တက်ခဲ့မယ်ဆိုတာယုံရမှာမလားဘူးကိုလိုင်းနဲ့စဉ်းစားမှာပဲသူညာတွေ့ကြည့်နော်ဆိုတော့ဘာပဲပြောဘုံချုပ်ကြီးမရလိုက်နေတယ်လေသူတခြားစဉ်းစားလိမ့်မယ်အဲသူလည်းခေါ်တဲ့နေတယ်တော့ okay မင်းတို့ညာညှိကြည့်ပါအောင်ကွာစကားပြောကြည့်ပါအောင်ဆိုမျိုးလေလုပ်ရလေလုပ်မယ်တေးကြတာတော့အစိုးတင်ဝတ်တက်ချင်တာကြာပြီအကိုလိုင်းခွင့်ပြုပဲကျန်တော့တယ်ဗောနော်ဒါလေးတော့တတ်တွေ့ရတယ်ဆိုတော့ဘုံချုပ်ဟိုကလည်းဒီဒေါ်လာဇဝေဆိုးတော့ဒါတေးကြပါတယ်သူငကိုကလေးကသူပြန်လာချင်းနေဆိုတော့လုံခဲ့တဲ့တနေ့ကျော်လေးကကျွန်တော်တို့ကတရင်အဲ့ဘက်မှာကြားနေကြာပြီခက်တာကသူကလည်းတေးအင်းပြောလို့နေတဲ့ခါကျတော့မာနလေးလည်းပြင်းခံတာတော့ ဟိုလေးကြီးမိုးကြီးတွေစကကြီးစကကြီးတွေတော့ပြောရသေးတာပေါ့နော်ပြောရသေးတာပေါ့ဒါမှလည်းသူကကိုယ့်ဘက်မှာလည်းသူဝိုင်းမဆဲမှာဆိုတော့ကိုယ့်ဘက်ကလည်းဝိုင်းမဆဲအောင်ဒီဘက်ကလည်းဒီဘက်ကလည်းသူ့ကိုခေါ်ချင်းအောင်တော့သူကနှစ်ကြောင်းလောက်ပေးရတာပေါ့နော်ဟိုမတန်ပေးရတာပေါ့တုံတန်ကျူးလို့မတန်ပေးတော့ဒီဘက်ကလည်းအကိုလိုက်ရရှူရမှာပေါ့နော်ဒါလေးပဲရှိတယ်ဆိုတော့ဟိုကျွန်တော်အမြင်ပြောရရင်တော့တကယ်လို့ဒါသူတို့အမိတွေကအမိသူတို့အမိတွေကကြီးတော့ဆွတ်ထားတဲ့အချိန်ပဲဖြောက်နာဖြောက်နာမျိုးဆိုရင်တော့ပေးကြတယ်ကျွန်တော်တို့တတိထားမယ်ခေါ်ဖို့မသိဘူးပေါ့သို့တော့သူတို့အမိတွေကကြီးတော့ဆွတ်ဆရာဘူးလို့ပဲအလိုလိုဖြောက်လာပြီဆိုရင်တော့ ကျွန်တော်ထင်တယ်ဟိုမမတော်ရှိနေမသိတော့စေးသမားတကြိမ်တော့မှာခွင့်ပြလိုက်ပါပေါ့တကြိမ်တော့ခွင့်ပြလိုက်ပါဆိုတာပြောလုပ်တင်တယ်ပေါ့နော်ဆိုတော့အစိုးရတစ်ခါတော့မိုက်ခွင့်ပြလိုက်ပါအစိုးရလေးကိုတစ်ခါတော့မိုက်ခွင့်ပြလိုက်ပါလို့ပဲကျွန်တော်ပြောချင်တာပေါ့နော်ပြီးတော့အစိုးရလေးကိုတစ်ခါတော့တမောပေါ့တခွင့်ပြလိုက်ပါအခုလိုင်းရပေါ့နော်ဒီလိုကကျွန်တော်ပြောတော့ပါပေါ့နော်ဆိုတော့တအားတော့ဒါတော့အခုလိုင်းအခုလိုင်းတော့အခုအခုလိုင်းနဲ့စိုးစိုးရဲဇလန်ပေါ့ဒါလေးကိုတဲ့ပြောတာနော်ဒါပြောစရာပေါ့နောက်တစ်ခုကကျွန်တော်တို့ပြောရမှာကနောက်တစ်ခုကဒီအောင်စောပေါ့ အောင်စော AR အောင်စောရဲ့မယိုင်းရန်ကားမှုဒီလိုပဲကျွန်တော်ပြောပါမယ်အောင်စောရဲ့မယိုင်းရန်ကားမှုလို့ကျွန်တော်ပြောပါကျွန်တော်ဒီနေရာမှာအောင်စောရဲ့မယိုင်းရန်ကားမှုလို့ပြောရင်အောင်စောအောက်ကအောင်စောအောက်မှာအလုံးလုံးနေတဲ့သတင်းတောက်တွေအကုန်လုံးရဲ့မယိုင်းရန်ကားမှုအောင်စောတို့ AR တစ်ခွက်လုံးရဲ့မယိုင်းရန်ကားမှုလို့ပဲကျွန်တော်ပြောပါမယ်အဲ့တော့ကျွန်တော်ဒီနေရာနေတခါတည်းပြည်သူလူထုပြောပါမယ်ခမရတို့အထဲမှာနောက်လုပ်ငန်းရှင်တတိချို့ကျွန်တော်ပြောပါမယ်ခမရတို့အထဲမှာအောင်စောထောက်ပံ့နေတဲ့လူတွေရှိနေရင်ကျွန်တော်ဖော်ထုတ်မယ်ခမရတို့ကျွန်တော်ဖော်ထုတ်ဒီနေ့ကစပြီးရက်ပြီးတော့မရက်ဘူးခမရတို့ကျွန်တော်ဖော်ထုတ်ကျွန်တော်ကြိုပြောပါမယ်ဒီနေ့ကစပြီးကျွန်တော် သတိပေးတာပါပို့ရတယ်သတိပေးတာပါခမရတို့လုပ်ငန်းရှင်တွေထဲမှာအောင်စုံထောက်ပံ့နေတဲ့လူရှိရင်ဒီနေ့ကစပြီးရက်ပါမရက်လို့ရှိရင်ကျွန်တော်ဖော်ထုတ်မယ်ဖော်ထုတ်ပြီးအဲ့လူတွေကိုထောင်လိုက်အောင်ကျွန်တော်ပို့တယ်တနေ့နေ့ရောက်ပို့ကျွန်တော်ကြိုပြောပါပို့ရတယ်ပြောတာဘာလို့လဲဆိုတော့ဒီလောက်မယိုင်းရန်ကားတဲ့ကောင်စားမျိုးကိုကျွန်တော်တို့သီးခံနေဖို့မသိတော့ဘူးဘုရားဘာသာဝင်တူလုံးဒုတခုလုံးကလည်းဒီအောင်စုံမယိုင်းရန်ကားမှုအောင်စုံနဲ့သူ့အပေါင်းပါလေမယိုင်းရန်ကားမှုကျွန်တော်တို့သီးခံနေဖို့မသိတော့ဘူးတခုခုတော့ကျွန်တော်တို့တုံ့ပြန်ကြဖို့လုပ်တယ်မဘာသာနဲ့ကျွန်တော်မျိုးချစ်လူငယ်အဖွဲ့တွေကလည်းတုံ့ပြန်ကြဖို့လုပ်တယ်ဒါပါလဲလို့မင်းတင်းကိုဆရာတော်ကြီးနဲ့အရှင်စီကိန်းက 不多，不要弄一类的。只能割肉吧，对、嗯、吧？不能割肉吧。第二个月容易呢，身体容易拿不牢吧？就因为我们不要弄这个，因为那么只能我们轮流表演嘛，只能这样子。对、嗯、吧？本来我们不要弄这个，我们年龄可以再分的。都都都一样这个，年龄一样的，年龄不一样嘛。第二个月容易呢，身体容易拿，把肉我们弄出来，培养多少年我们自己有。第二个月，第二个月，把别的拿别的，我夏天我剖一刀，把那个弄出来，剖一刀，只能我们表演的，只割肉的吧，差不多只能我们表演了。我们阿拉是吃饱饱的。第三个月，一旦一旦呢，动阿杯泡的。 မီဒီယာတွေဖော်ပြတဲ့အားကိုသွားဖတ်ကြည့်သွားသွားမဖတ်နဲ့ဗျာဖတ်မနေပါနဲ့ခင်ဗျားတို့ဒါတော့မယိုင်းရန်ရတဲ့ပုံကိုဖတ်မနေဘူးတော့ထားတော့နေဦးအဲ့တော့ကျွန်တော်ပြောရင်ကျွန်တော်အဘတ်တင်မှာကျွန်တော်ကြောက်တယ်တင်လူဆရာတော်ကြီးနဲ့ရှင်စေကင်းတော်ဒီငလေးမှာဘာမှမလုပ်တဲ့ပုံစံမျိုးဘာမှမကူညီတဲ့ပုံစံမျိုးနဲ့အောင်စော်တို့အောင်စော်နဲ့အပေါင်းပါများတစ်ဆိုင်ကမယိုင်းရန်ကားထားတယ်မယိုင်းရန်ကားထားတယ်ဆိုကျွန်တော်ကတော့ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တော့ဒီအောင်စော်ရဲ့မယိုင်းရန်ကားမှုကိုကျွန်တော်သီးမခံနိုင်တာကျွန်တော်တော့တော့တယ်တွေ့ရချင်းမှာတအားတော့တယ်ကတော့ပါရဲ့ဒီမအေးလို့အောင်စော်ဘယ်သူမှမလုပ်နိုင်တော့ဘူးလားဘယ်သူမှမရှင်းနိုင်တော့ဘူးလားတော့မေးတွေးလာပြီ တကယ်ပါအဲ့လိုပဲကျွန်တော်ဆဲမိတယ်ကတော့ပါကတော့အားလုံးတကယ်ပါကတော့ဟုတ်တယ်တလောက်မရိုင်းနိုင်ဘူးဗျာရေရောနန်းပြောလို့ရတယ်ဒီဆရာတော်ကိုတတ်တတ်မဲ့တီတကူဆရာတော်ကြီးရဲ့အရှင်စေကိနာအရှင်စေကိနာလည်းသွားလုံးခင်ဗျာကျွန်တော်လည်းမှားပြောတယ်မှားပြောတယ်ကျွန်တော်မှားပြောတယ်ကျွန်တော်တောင်းမှန်တယ်အခုအရှင်စေကိနာသွားလုံးနေတယ်တီတကူဆရာတော်ကြီးအာအခုသခိုင်းကောင်းနေပြီးတော့သူသူအသက်ရွယ်ကြီးနေဗျာဆရာတော်ကြီးအသက်85နှစ်ထင်တယ်ပြီးခဲ့တဲ့ကြာပါဆိုသူတော်ရွယ်ကြီးနေဗျာဆရာတော်ကြီးခင်ဗျာသွားလုံးနေတာ သူလူတွေတပည့်တွေဘာလို့မှားနေလဲဘာလို့ဘာလို့ဖုန်းတွေဆက်မှားတယ်အာတပည့်တို့ဘာလို့ဆိုတော့ तू မှားနေလဲသူ့အသက်အရွယ်ကြီးနေဗျာ तू မနေကိုဘာဖြစ်နေချင်မှာအဲ့ဒါဆရာတော်ကြီးကသူ့ရဲ့အသက်အရွယ်ကြီးတော့မထောက် तू စ조사ပန်းသားနဲ့ငလင်ကိစ္စနဲ့လုံနေတယ်ဆရာတော်ရှင်စင်ကိနာဆိုလေတကယ်ကိုပဲဒီမှာငလင်ရွှေပစ်တဲ့နေရာတိကိုချက်ချင်းရောက်အောင်သွားတယ်ဒီလိုလုံနေတာကိုဒီမအေးကတော့ဗျာဒီမအေးလုံးအောင်ဆိုတာအောင်ဆိုနဲ့ပေါ့မှာများဘယ်ရောက်နေလဲဆိုတော့ကျွန်တော်လေးကတော့ဗျာခုနကထပ်ပြောမယ်ဆရာတော်ကြီးတို့မို့လို့ကျွန်တော်ကကျွန်တော်သာမီကြုံမြင်မဲ့ဘယ်ရောက်နေလဲမင်းမင်းမကျွန်တော်နဲ့ရောက်နေလို့မင်းမင်းကျွန်တော်ရောက်နေ ေးလုံးရအောင်ပဲတကယ်ကတော့ပါပဲတကယ်မိုက်ရိုင်းတာလွန်အားကြီးလို့လေအဲ့တော့ဒီကောင်တွေကဒီကောင်တွေကဒီလိုမိုက်ရိုင်းရန်ကားဖို့မီဒီယာထောင်းထားတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာကိုစော်ကားဖို့ကျွန်တော်တို့ဥက္ခရတဲ့ဆေရတန်ကတော်ကြီးကိုစော်ကားဖို့ကျွန်တော်တို့နိုင်ငံတော်ကိုစော်ကားဖို့ဒီကောင်တွေကဝန်မလေးဘူးပတ်ဆိုင်ရရင်အောင်စောအဖင်မှာခံမဲ့ကောင်စားအဲ့လိုပဲကျွန်တော်ကတော့ပါပြောချင်တော့တယ်ဒီလိုကောင်မျိုးတွေကောဆိုတော့ဒါတော့မိုက်ရိုင်းရန်ကားတဲ့ကောင်မျိုးကိုမျိုးချစ်အသင်းတွေမမသားတွေကျွန်တော်ပြည်ထောင်စုရှိတဲ့ဒီဘာသာရေးဆိုင်အဖွဲ့အစည်းတွေအနေနဲ့နည်းနည်းတော့ခါတော့တုံ့ပြန်ကြဖို့လိုပြီးလို့ကျွန်တော်တိုက်တွန်းချင်တယ်ကျွန်တော်တော်လည်းတုံ့ပြန်ပြန်ကျွန်တော်လူမိုက်ဖြစ်နေတယ်ခါတော့လည်းအသာထွက်ကြဖို့လို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ် ပြီးတော့ဆက်ထဲမှာပဲခင်ဗျားတို့ထပ်ပြီးတော့ပြောချင်တာအောင်စော်ကဘာရေးထားလဲသူ့ Facebook မှာအဲသူတို့ရဲ့သူတို့ရဲ့ AR တွေရဲ့ဟို Facebook မှာဘာတင်ထားလဲကျွန်တော်ရဲ့အကူအညီမှုလိုအပ်နေပါတယ်တဲ့တင်5ဒေါ်လာ AR တွေရဲ့ပန်းနိုင်ကို selection တန်းစီပါတယ်တဲ့ဆိုသူပြောထားတယ်ပြီးတော့အလူရှင်တွေကထောက်ပံ့မှုရဆိုင်ခြင်းများကြောင်းတဲ့ယခုက AR တွေတရက်တော်များရဲ့လုံခြုံရေးနဲ့လူ့ဘဝအခက်အခဲများနဲ့ကြုံတွေ့နေရပါတယ်တဲ့5ဒေါ်လာလူတန်းမှုဖြင့် democracy ကအနေအကျအကြောင်းဒီဒီလက်ရှိရည်ကြီးသောအချိန်မှာ AR တွေလို့ကို selection ထိန်းထားနိုင်မှာဖြစ်တယ်လွတ်လပ်သောသတင်းစာပညာ selection တန်းနိုင်ပါစေတဲ့ပြောချင်တာဒေါ်လာ9ဒေါ်လာလူပေးဖို့တောင်းတယ်အခုခရောက်ပြည်သူလူစီက9ဒေါ်လာလူဖို့တောင်းတယ် လွတ်လပ်သောတရဏပညာတဲ့ဩလွတ်လိုက်ပြီအမိကိုကင်းတော့လဲပြောတယ်တယောက်ကို5ဒေါ်လာလှူပေးဖို့တောင်းတယ်တရောင်းစားပဲလေပွင့်လို့ပြောတရောင်းစားပဲလေမီဒီယာတရောင်းစားမီဒီယာဓမြတိုက်တဲ့ကောင်စားလို့ပြောတယ်အရာကြီးအောင်စောကခင်ဗျားတို့ပို့လိုက်ပြောမယ်နော်အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ပြောတဲ့ဗီဒီယိုဖိုင်အောင်စောစီကိုပို့ချင်တဲ့ကောင်ကြီးပို့လိုက်ကြကျွန်တော်တခါရဲ့ပို့တော့ပို့လိုက်ကြအဲ့အဲ့မေအေးမေးစီကိုပို့လိုက်တော့ကျွန်တော်ပြောရတယ်ပို့လိုက်ကျွန်တော်စောက်ကြည့်မှသာအဲ့မေအေးမေးကိုဘာလို့ကျွန်တော်တင်းနေကြကြပြီအဲ့မေအေးမေးကိုတော်တော်မယိုင်းနေကောင်အဲ့ဒီကောင်တော်တော်မယိုင်းနေကောင်တော်တော်ကိုမယိုင်းနေတိုင်းပြည်တော်တကယ်ကိုအစိတ်တော်အဖြစ်မှမိစ္ဆာကောင်ပဲဒီကောင်ဘယ်တော့မှစောက်ကောင်ကိုကြိုးမပေးဘူးဒါမဝိတ်ကြပတ်စံကြီးသွားတဲ့ပတ်စံတွေရော ဘယ်နဲ့ဘယ်ကြောင့်သွားထွက်ရလဲ။တော့ကျွန်တော်ပြောချင်တာတော့တထေးဟဲပြီးတထေးကြောက်ရယူတဲ့ပတ်စံ။အဲ့ပတ်စံပြန်မဆက်သေးဘူး။အဲ့ကျွေးတွေဘယ်တော့ပတ်စံတော့ဆက်မှာတော့။အောင်တော့။ကလေးကြီးလောက်ထားတဲ့ပတ်စံရှိတယ်။မျိုးထဲမှာ तू အဲ့တထေးကြောက်ရယူပြီးတော့ဝယ်လိုက်တယ်။ပြီးလဲပြီးတော့ကွန်တိုခန်းဝယ်လိုက်တယ်။ပြီးလဲပြီးတော့အဲ့အခန်းကိုတချမ်းလောက်ပဲနည်းနည်းလောက်ပဲပတ်စံချပြီးပတ်စံနဲ့ဆက်မချူအခန်းကလည်းတန်းလိုက်။အဲ့လိုလောက်ထားတယ်။အဲ့ဇာတ်လမ်းနေဘယ်ရောက်ဘယ်ရောက်လဲပတ်စံနေ။မဝိစီရင်တလောက်ဒေါ်လာ1000ယူထားတဲ့ပတ်စံကြီးဘယ်ကြောင့်သွားထုတ်ထားလဲ။အဲ့တုန်းကဟိုရင်းတော့ဘောစုံဆိုးလက်ထက်မှာ။ဘယ်အရာဘယ်လိုဘာကြောင့်ယူရလဲ။မရှင်းဘူးအဲ့ဒါလေ။အဲ့ကောင်အဲ့လိုလောက်တာ။ဘယ်လောက်မှန်ရလဲပြီးပတ်စံလိုလာပြီးဆိုတထေးတွေကိုလုံးပတ်ပြီးလိုက်တွေ့။ အောင်တော်ခေါ်လာတဲ့တထည်ကြီးလေကျွန်တော်ပွင့်လေပြတော့နော်ခဏခေါ်လာတဲ့တထည်ကြီးလေခဏတို့လည်းဒီချမ်းသာရရရောက်ဖို့ကောင်းတော့ဆက်ဆိုင်ဖြောက်ဖို့လို့ဒီအောင်စွာတိုင်းမျိုးပတ်ဒုက္ခပေးတယ်အဲ့တော့ဒီမှာအလှဝင်ငါတို့ကလူပါငါတို့ကလူပါသူတောင်းဆိုတယ်โอเคခဏတို့သွားလှူရင်လှူတဲ့လူတွေအားလားကျွန်တော်တို့ဆရာတော်တန်ခါတော်ကြီးကိုစော်ကားနေမရိုက်နေခုနဆရာတော်ရှင်ဆရာအရှင်စေကိနာဆရာတော်အဆရာတော်ဒီဒီလူဆရာတော်ကြီးဒီဆရာတော်ကြီးကိုစော်ကားနေတဲ့ဒီလူကောင်မျိုးခဏတို့သွားလှူရင်ခင်ဗျားတို့ကအစိတ်ပင်ကြီးလောင်းဖြစ်မယ်ခင်ဗျားတို့ကဒီအားဒီကောင်လေးစော်ကားဖို့အလှူလူပါလေးဖြစ်သွားလိမ့်မယ်ဒီလိုမျိုးကျွန်တော်တို့ရဲ့ဒေကြီးဝါကြီးဆရာတော်ကြီးတွေကိုစော်ကားဖို့အတွက် ခင်ဗျားတို့ကအစိတ်တွေရေးလောင်းတာအလိုလိုပါဖြစ်ကုန်နေတယ်ခင်ဗျားတို့သွားတွေ့လို့ရှိတယ်ပြောတာအဲ့တော့မြဝိုင်းမှာရှိတဲ့တထေးကြီးတွေပြည်ထောင်မှာရှိတဲ့တထေးကြီးတွေပြည်ထောင်မှာရှိတဲ့တထေးကြီးခင်ဗျားတို့တွေကျွန်တော်ပြောပြပါဒီနေ့ဒီချိန်မှာရတာအကောင်းဆုံးလှူတဲ့လူရှိပေးတဲ့လူရှိထောက်ပံ့တဲ့လူရှိကျွန်တော်တို့ရတာအကောင်းဆုံးပဲဒီနေ့ဒီချိန်မှာရတာအကောင်းဆုံးခင်ဗျားတို့ဒီနေ့ဒီချိန်မှာမနာတတ်သေးဘူးဆိုရင်ဒီလိုမျိုးစော်ကားနေတော့ခင်ဗျားတို့မနာတတ်သေးဘူးဆိုရင်ခင်ဗျားတို့ကျွန်တော်ပေါ်တော့ကျွန်တော်ပေါ်တော့ဟုတ်နေမှာရအောင်ကျွန်တော်စုံလိုက်ပေါ်တော့ဘယ်ကောင်ကအရာတွေထောက်ပံ့နေလဲဘယ်တထေးကအရာတွေထောက်ပံ့နေလဲကျွန်တော်လိုက်ပါချင်းမှာကျွန်တော်ခုသွားခဏပဲတိတ်ကြောက်ရောက်လာပြီပေါ်လာလိမ့်မယ်ပေါ်လာလိမ့်မယ်တိတ်ကြောက်ပေါ်လာလိမ့်မယ်တန်းစီပေါ်လာလိမ့်မယ်ဘယ်ကောင်အောင်တော့ပေးနေလဲဆိုတာ ပေါ်လာလိမ့်မယ်။ဒါကြောင့်ပို့ရနေပြောရင်တော့အဲဒီဘာပြည့်ရှိလဲတထေးကြီးဒီတရားစပြီးအောင်စုံတကြမှမပေးတာအောင်စုံပါ။ခုလိုပြောရပြီကတော်လုံးလုံးလည်းကျူးတင်ပါတယ်။ EOD အောင်စုံဆိုတဲ့ကောင်မျိုးကဒါလူပင်ကောင်ထားတဲ့ကောင်နော်။သူ့ထောက်ပံ့ပေးနေတဲ့ဒီဒိုင်းဝိုင်းတွေရောနော်တထေးတွေရောပြည်သူတွေရောအကုန်လုံးကိုကျွန်တော်တို့ကစီတဲ့ဖော်ထုတ်ပြီးရေးယူပါမှာပဲနော်။ဒီကောင်တွေတိုင်းပြည်သူပြည်ဖြတ်စီနေတဲ့ကောင်တွေနော်အစိပ်ပင်ကြီးတော့လူတွေရဲ့ပြည်သူတွေကနားတွေအစိပ်ကြီးထည့်နေကြတာပဲနော်ပောက်ခရတွေပြော့တဲ့အမှားတွေတင်းနော် အဲ့လိုမျိုးကလိန်နဲ့တရင်မကြိုက်လေကနော်ကျွန်တော်ကြည့်ရတယ်လို့တရင်မှန်တွေကိုသူမကြိုက်သူကအလိန်ပဲကြိုက်တယ်ဟိုဒေါ်လန်ဆူဒီလက်ထက်ကတော့ဗောနမိုးပြန်တဲ့ထားကြီးစောင့်မယ်လို့တနေ့စင်ကာပူကိုမိမယ်လို့ဟိုစပိန်နဲ့ရုံးကြအဲ့လိုလိန်စင်တွေပဲသူကကြိုက်ပေါ်ပင်တွေပဲသူတို့သွားပြီးတော့ပလန်တွေပါစီမံချက်တွေနဲ့တလုပ်လို့မရပေါ်ပင်ပဲအဲ့ဒီစကားပဲသူကကြိုက်တယ်နော်တကယ်နဲ့လက်ဘိန်းလုံးများတဲ့အတိုင်းပြီးဒါမြန်မာနိုင်ငံပဲဗျာနော်အဲ့ဒါကြောင့်မလို့အဲ့ဒီအရာကြီးအောင်စော်လို့လို့ကောင်မျိုးတွေလောက်စားလို့ရတယ်ချက်တီလို့ရတာနော်